အလုံးမင်္ဂလာပါကျွန်တော် Chelsea 4ရောနဲ့ပြန်လဲကြိုဆိုပါကျွန်တော်တို့ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့သတင်းလေးတွေပြောရအောင်ပေါ့နော်ဆိုတော့ပထမဆုံးသတင်းကတော့ဝမ်းသာစရာသတင်းတစ်ပုဒ်ဖြစ်တယ်ပေါ့နော်အန်ဝေါ်လဲအန်ဝေါ်စရာကောင်းတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်ဘာလဲဆိုတော့ Chelsea ကအသက်16နှစ်သာရှိသေးတဲ့ဒါအကယ်ဒမီကသမားလေး Reggie Watch ကိုဘယ်လိုပြောမလဲဒါမဲ့ဒီအပတ်ထဲမှာပဲ professional စာချုပ်ချုပ်ဖို့ဟိုလုပ်နေပြီဆိုပြီးတော့စီစဉ်နေပြီဆိုပြီးတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ ။အောင်းကြလဲကောင်းသူလို့ကစားသမားတွေ့လဲဒါဝမ်းသာစရာတစ်ခုဖြစ်တယ်ပေါ့နော်။သူ့ရဲ့ကယ်ရီယာလမ်းကြောင်းကိုကောင်းကောင်းကြီးပွင့်သွားတဲ့စာချုပ်တစ်ခုအဖြစ်ကျွန်တော်တို့မြင်ရမယ်ပေါ့နော်။ဆိုတော့ဒီကစားသမားလေးကတော့အသက်16နှစ်သာရှိသေးပေမဲ့လာမယ့်အောက်တိုဘာလထဲမှာတော့အသက်18နှစ်ပြည့်တော့မှာပေါ့နော်။ဆိုတော့အဓိကတော့ဒီကစားသမားလေးကိုလီဗျာမာနစ်ကာကတိတ်ကြိုက်တာပေါ့နော်။အရန်ကြိုက်တယ်။ဆိုတော့မနေ့ကရာသီမှာဆိုရင် conference လေးရတာတကယ်အရေးကြီးပြိုင်ပွဲတာ semi final ပွဲမှာဂျူကာရက်နဲ့ပွဲမှာဆိုရင်သူ့အနေနဲ့ပွဲထွက်ခွင့်ကိုရဲရဲကြီးပေးပြီးတော့တ ပွဲလုံးအချိန်ပြည့်သုံးသွားတာကိုကျွန်တော်တို့တတိထားမိတယ်။ဒီလောက်ဒီကိုနီးပြမာရစကာကကြိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒီကသမားလေးကဒါဘယ်လိုပြောမလဲအသာအပြစ်တော့16နှစ်သာရှိသေးပေမဲ့ဒါ Chelsea ရဲ့ U18 တွေ United ပြိုင်ပွဲတွေဟိုထင်သာမြင်သာရှိတာပြောမယ်ဆိုရင်ပြီးခဲ့တဲ့ Champion League Bayern Munich နဲ့ Chelsea 2-3နဲ့ Chelsea ကနိုင်ခဲ့တဲ့ပွဲစဉ်မှာဆိုဒီကသမားလေးပါဝင်ခဲ့တယ်ပေါ့နော်။ Chelsea ရဲ့ဒါဘယ်လိုပြောမလဲအသင်းကြီးမှာဆိုရင်လည်းရန်ပါရန်ကာတာအကြံခုနှမ်းမှာတွေ့ရတဲ့ကသမားဖြစ်တယ်ပေါ့နော်။ဆိုပြီးခဲ့တဲ့ဒါ Champion League Benfica နဲ့ Chelsea နဲ့ ဟာဒါအတင်းကြီးပြိုင်ပွဲမှာဆိုရင်လည်းဒီအမလေးကိုအရန်ကုန်မှာတွေ့ရတယ်ပေါ့နော်ဆိုလက်ရှိမှာတော့ဟိုချက်စီရဲ့ U18 မှာကစားနေတယ်ပေါ့နော်တခါတလေမှာ U21 မှာလည်းတွေ့ရပြန်တယ်ပေါ့နော်ဆိုအင်္ဂလန်မှာဆိုရင်လည်းဒါဒီလိုပဲပေါ့နော်သူအနေနဲ့ Under U15 Under U16 U18 ပေါ့နော် U18 ဒီပွဲတွေမှာဆိုရင်သူဝင်ရောက်ရှင်ပြိုင်နေပြီပေါ့နော်သူလက်ရှိကစားနေတဲ့နေရာကတော့ AM ဖြစ်တယ်ပေါ့နော်ဒါ Attacking Midfield မှာဒါ လက်ရှိအချိန်မှာဆိုရင်တော့ကျွန်တော်တို့အတင်းရကိုပါမနေရာကိုသူကစားနေတယ်လို့ပြောလို့ရရယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကစားတယ်ဒါအသက်အရွယ်ရတော့ပြောင်းသွားနိုင်တဲ့အနေအထားမျိုးတော့ရှိသေးတယ်လို့ပြောလို့ရရယ်ပေါ့နော်ဆိုတော့ဒီကစားမလေးရဲ့ထူခြားချက်ကဘာလဲဆိုတော့အစ်စစ်တည်ငြိမ်တဲ့ကစားဟန်ဖြစ်တယ်ပေါ့နော်ဒီပြအနေနဲ့ဒီကစားမလေးကိုဘလောက်ထိများဒါမြင့်တင်ပေးနိုင်မလဲဆိုတော့လေဒါစိတ်ဝင်စားဖို့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ဆိုတော့ဒီကစားမလေးကိုတော့အချက်စီးကလာမဲ့ဒီအပတ်ထဲမှာပဲတော့ professional စာချုပ်ချုပ်ဆိုဖို့ပြင်ဆင်နေပြီဆိုပြီးတော့တည်င်းမှာတွေးရတယ်ပေါ့နော်ဆိုတော့ ကျွန်တော်ကတော့ဒါဒီကံမလေးအတွက်ဝမ်းသာတယ်ပေါ့နော်ဒါကံကောင်းပါစေလို့ပဲကျွန်တော်ပြောချင်တယ်ဆိုတော့ဒါတော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ဝမ်းသာစရာသတင်းလေးနဲ့စလိုက်တယ်ပေါ့ဗျာဆိုတော့ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့အသင်းဟာဒီနောက်တန်းနေဖြေဖို့ဆိုတာထက်ပေါ့နော်ဆိုတော့ကွင်းလယ်ကိုပို့ပြီးတော့ဖြည့်ကျင်နေတဲ့သဘောမျိုးကိုတွေ့ရတယ်ပေါ့နော်လက်ရှိချိန်မှာကွင်းလယ်ကစားသမားတွေအများပြားကိုသူစောင့်ကြည့်နေတာကိုကျွန်တော်တို့သတိထားမိတယ် ရောလုံးတက်လာတဲ့တဲ့မှာဆိုရင်အံ့ဩစရာကောင်းတဲ့ဒါစိတ်ဝင်စားမှုတစ်ခုကိုတွေ့ရတယ်ပေါ့နော်ချက်စီကဒါလက်ရှိချိန်မှာလာကွင်းလေကစားသမားတွေတောက်လျှောက်ဆိုလို့ဒါစိတ်ဝင်စားနေရဲဆိုတော့ခုနကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဆိုတော့ဘာလို့ချင်လို့လဲပေါ့နော်ဘာလို့ချင်လို့ဒီဒီကွင်းလေကစားသမားတွေကိုပဲအများပြားသာစိတ်ဝင်စားနေရအောင်လဲပေါ့နော်လက်ရှိချိန်မှာဆိုရင်လေလာဇီယိုရဲ့ကစားသမားဟောင်းဖြစ်တယ်လက်ရှိချိန်မှာဒီ sorry ကလပ်မှာအဲဟိုင်းလေမှာ ကစားနေတယ်ပေါ့နော်။သူကွင်းလေကစားသမားဒါမီလင်ကိုဗစ်စားဖြစ်ကိုအလွတ်နဲ့ခေါ်ယူဖို့ပေါ့နော်။လာမယ့်ဇန်နဝါရီအပြောင်းရွှေ့မှာဒီကစားသမားကလည်းဒါ AI လည်းနဲ့စာချုပ်တက်တန်းကုန်ပြီပေါ့နော်။ကုန်တဲ့နေရာမှာသူဥရောပကိုပြန်ကျင်တယ်။အဲ့ဒါဒီနေရာမှာချက်စီးကစိတ်ဝင်စားတယ်ပေါ့နော်။ချက်စီးအပြင်သာဂျူဗင်တက်ကလည်းအလွတ်နဲ့ခေါ်ယူဖို့စူးစမ်းနေတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်။ဆိုတော့ဒီကစားသမားရဲ့အသက်ကအသက်30လောက်တော့ရှိပြီပေါ့နော်။အသက်ဝယ် အသက်အရွယ်အဖြစ်တော့နည်းနည်းကြီးတဲ့ဘိုင်းကိုရောက်ပြီးအကြဘိုင်းကိုရောက်ပြီးလို့တော့ပြောလို့ရတယ်ဆိုတော့လက်ယူမှာလည်းအကောင်းဆုံးခြေစွမ်းပြတဲ့ကစားသမားဖြစ်တယ်လက်ရှိအချိန်မှာလည်းအဟန်လက်မှာသူအကောင်းဆုံးခြေစွမ်းပြပြီးဂိုးတွေသွင်းနေတာကိုတွေ့ရတယ်ရန်ကြီးကြနေသေးတဲ့အရွယ်တော့မဟုတ်ဘူးဒါပေမဲ့အကြဘက်ကိုတော့တွားနေပေါ့နော်ဆိုတော့ဒီကစားသမားရဲ့ position က DM မှာလည်းကစားနိုင်တယ်လေဒီ defensive midfield ပါပေါ့နော်ဆိုတော့ CM မှာလည်း ်ကစားနိုင်တယ်နော်စန်ထရယ်မီဖီးမှလည်းကစားနိုင်တယ်ပြီးတော့အတက်ကင်မီဖီးမှလည်းကစားနိုင်တယ်ဒီ၃နေရာလုံးကိုသူ့အနေနဲ့ပိုင်ပိုင်နိုင်နိုင်ကစားနိုင်တဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့နော်သူ့ရဲ့ကစားဟန်ကိုပြောပါဆိုရင်တော့ဒါအန်ဆိုဖန်တန်တက်တို့ဂျော်ဂျင်ဟိုတို့တိုက်ဖြစ်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့ primary role ကတော့ DM ဖြစ်တယ်ပေါ့နော် defensive midfield ဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ပုံစံက defensive awareness တော့နည်းနည်းအားနည်းတယ်ပေါ့နော်ဆိုတော့ခုနကျော်ပြောခဲ့သလိုပဲဂျော်ဂျင်ဟိုတို့ဒီအဲဆိုဖန်တန်တက်တို့ပုံစံဖြစ်တာကြောင့်မို့ defensive ကတော့နည်းနည်းအားနည်းတယ်အာဒါပေမဲ့ သူ့အနေနဲ့ဒီနေရာမှာအသုံးနေရာသလုံးကိုကောင်းကောင်းကစားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့တနည်းပြမှာစကာကခေါ်ချင်လာတာမို့အသိမရှိနေဘက် ကောဘလို့အချင်းနေရှိလို့ခေါ်ချင်တာလဲဆိုတာကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့နာဗီယာရဲ့နာရောကဘာဒီတိုင်းကတော်တော်နဲတယ်လို့ပြောလို့ရတယ်ဗျာဆိုတော့ဒီကစားသမားကနာသွားပြီဆိုရင်တော့ပြန်ပြီးတော့နှုတ်ထလာတဲ့အချိန်ရောက်ရင်ချက်ချင်းစုစုလို့အသုံးပြရတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့ဒီနေရာကိုခဏတာအစားထိုးဖို့လားဆိုတာကိုကျွန်တော်တွေးမိတယ်ဗောနော်ဒီကတော့လာဗီယာနေရာကို အစားထိုးခြင်းတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်စားထိုးခြင်းလဲဆိုတာအလုံးစုံကြီးအစားထိုးတာမဟုတ်ဘဲနဲ့ခဏတာပေါ့နော်လာဗီယာရဲ့ဘဂဝါတိုင်းကြာနေတဲ့အချိန်မှာဒီကသမားကိုဟိုထားပြီးတော့အသုံးပြုကျင်လာလားပေါ့နော်ဆိုတော့ Newman Sky ရဲ့ဒါ play style မှာဆိုရင်တွင်းလေမှာဒါ press resistant ကောင်းတဲ့အကစားသမားတွေလိုအပ်တယ်ဟိုဘော contribution ကောင်းတဲ့ကစားသမားတွေလိုအပ်တယ်ပေါ့နော်ဒီ tight speed တွေချောင်းမှာဘောလုံးကိုကောင်းကောင်းကင်နိုင်တဲ့ကစားသမားတွေလိုအပ်တယ်ဆိုတော့ဒီနေရာမှာဒီ Milinkovic Savic ကလည်း ကောင်းကောင်းကစားနိုင်တဲ့ကစားသမားဖြစ်တယ်ပေါ့နော်ဆိုတော့ သူတို့အသိမှာဆိုရင်တော့ဒီညမှာကစားနိုင်တာကောင်းကစားနိုင်တာဆိုလို့လာဘီယာရှိတယ်ဒါပေမဲ့လာဘီယာကဒဏ်ရာပြဿနာတွေပွဲတိုင်းကြုံနေရတယ်ဒါညီကိုလိုလည်းအမြင်တယ်ပေါ့နော်ဒါကိုစားထုတ်ချင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့အဲ့လိုသာဆိုရင်တော့ခဏတာခေါ်ယူမှုအတွက်ဘယ်လိုပြောမလဲအတနည်းပဲစာချုပ်ချုပ်ချုပ်ဒါအငားပဲခေါ်ခေါ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးဆိုရင်တော့ကောင်းတဲ့ခေါ်ယူမှုတစ်ခုဖြစ်တယ်လို့ကျွန်တော်ကယူဆတယ်ဆိုတော့ဒီကစားသမားရဲ့ကစားပုံကိုလည်းကျွန်တော်တို့ကောင်းကောင်းမြင်ဘူးလေတော်တော်လည်းဒါ impact ကြီးကြီးကစားနိုင်တဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါတော့ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ ကျွန်တော်တို့အသင်းဟာဒီလိုအသက်30အရွယ်ကစားသမားတယောက်ဖြစ်တဲ့မီလီကိုဗစ်စားဖက်ကိုဒါခေါ်ယူခြင်းနဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့အသင်းဟာကုလေကစားသမားတွေကိုလိုက်နေရဲဆိုတာခုနကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဆိုတော့လက်ရှိချိန်မှာဆိုရင်လည်း22နှစ်အရွယ်ဒါအင်္ဂလန်နဲ့ Nottingham Forest ရဲ့ကွင်းလယ်လူပေါ့နော်အန်ဒါဆန်ကိုချက်စီကစိတ်ဝင်စားနေတယ်ဆိုပြီးတော့တက်လာတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဒါ ချက်စီရတယ်မကဘဲနဲ့မန်ချက်စတာစီးတီးကတော့ပထမဦးဆုံးစပြီးတော့စိတ်ဝင်စားတဲ့အသင်းဖြစ်တယ်ပေါ့နော်စီးတီးကဒါလစ်လက်နေတဲ့အကွင်းလေကိုအားပြေးဖို့ကြိုးစားလာတယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီဘိုင်းထွက်သွားတဲ့နောက်မှာရိုဒီကလည်းတရားရီနဲ့ရုံးကန်နေရတာမျိုးကြီးတွေ့ရတယ်ပြီးတော့ဘာနာလိုဆေးဘားကလည်းခြေစွမ်းကျလာတာတွေ့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီဟိုလက်ရှိအချိန်မှာအစ်စ်အနေနဲ့ဖြစ်ထားတဲ့ Chucky တို့ Richter တို့ဒီကမ်းမတွေကလည်း Premier League နဲ့အသားကျဖို့ကတော့အချိန်တစ်ခုယူအောင်ပဲအနေထားမျိုးပေါ့နော်အနေထားမျိုးမှာဒီ ်ပရီးမီးယားလိဂ်မှာအဝင်ပြီးသားကမ္ဘာတယောက်ဖြစ်တဲ့အန်ဒါဆန်ကိုခေါ်ယူခြင်းတဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်မန်ချက်စတာစီးတီးဘက်ကတော့အမှန်တကယ်လိုရှိနေတယ်ပေါ့နော်ချက်စီးဘက်ကတော့စိတ်ဝင်စားတယ်ဆိုတာတော့ပဲပြတယ်ပေါ့နော်ဟောတေချာတိကျတဲ့ဆိုတစ်ခုအနေနဲ့တော့မတွေးရသေးဘူးဟိုဒါပေမဲ့ချက်စီးဟာကွင်းလေကစားသမားတွေကိုလိုက်နေတယ်ဆိုတော့တေချာတယ်ပေါ့နော်လက်ရှိချိန်မှာဒါဂျူဗင်တက်ရဲ့ဒါကွင်းလေကစားသမားတောက်ဖြစ်တဲ့ဒါအင်တာမီလန်ရဲ့ဒါဘယ်လိုပြောမလဲတိုက်စစ်မှုမကတူရန်ရဲ့ညီတူရန်ကိုသူက အလိုရှိနေတယ်ဆိုပြီးတော့လည်းချက်စီကတွေးရတယ်ပေါ့နော်ချက်စီဘာကွက်တွေရွှေ့နေလဲဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးဂျူနက်ကရီတစ်ကိုလိုချင်တာအကြောင်းမို့ဒီကွင်းလေကစားသမားကိုနည်းနည်းအယောင်ပြသလားဆိုတော့ချက်စီရဲ့အပိုင်းပေါ့နော်ဆိုတော့ ဒါတော့တတိယသတင်းဒီပုတ်အနေနဲ့ဒါ22နှစ်ရွယ်ကစားသမားတယောက်ဖြစ်တဲ့အန်ဒါဆန်ကိုချက်စီးကနည်းနည်းလေးစိတ်ဝင်စားနေတဲ့သတင်းဖြစ်တယ်ဆိုတော့နောက်ဆုံးသတင်းဒီပုတ်အနေနဲ့ဆိုတော့ကျွန်တော်မက်ကီယူရဲ့စကားလေးနဲ့ပိတ်သိမ်းခြင်းတယ်ပေါ့နော်ဆိုတော့မက်ကီယူဟာပြီးခဲ့တဲ့ညရာသီတုန်းကဆန်ဒလန်ကိုငါးသွားရောက်ကစားခဲ့ပြီးတော့ကျွန်တော်တို့ရဲ့တက်စစ်မှုဒါလီယန်ဒီလက်နာသွားတဲ့ပုံမှာချက်စီးကိုပြန်ရောက်လာတယ်ပေါ့နော်ဆိုတော့ချက်စီးကိုပြန်ရောက်လာတဲ့အချိန်မှာဆိုလက်ရှိအချိန်ထိချက်စီးမှာကစားခွင့်16မိနစ် တာလင်ကစားခွင့်ရတယ်ဗောနော်ဆိုတော့ဒီနေ့ထားမှာကျွန်တော်တို့အနေနဲ့ဟိုထင်ထားတာကဘာလဲဆိုတော့မက်ကီယူကတော်တော်စိတ်ပြက်နေမယ်လို့ထင်ထားကထင်ထားခဲ့တာဗောနော်ဒါပေမဲ့သူ့ရဲ့ဒါအင်တာဗျူးဖြေချပုံလေးကတော်တော်ရင်းကျက်တယ်သဘောကျစရာလည်းကောင်းတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဟိုပြန်ပြီးတော့မျှဝေခြင်းတာဖြစ်တယ်ဆိုတော့ မက်ကီယူကဘာပြောလဲဆိုတော့ပရီးမီယာလိပြိုင်ပွဲမှာဒါအတွေ့အကြုံနဲ့ဒါကစားဝင်ရဖို့ပေါ့နော်ဆနလန်ကိုဆီယားထက်တန်ဆောင်ရနဲ့တော့ပြောင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့တက်စီမူလီယန်ဒီလက်ဒဏ်ရာကြောင့်မို့ချက်စီကဟိုပြန်ခေါ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ပြန်လာခဲ့ရတယ်ဆိုတော့လက်ရှိချိန်မှာဆိုရင်လည်းအအများထင်သလိုစိတ်ပြက်နေတာမျိုးမဟုတ်ဘဲနဲ့ဆီယားထက်တန်မှုအပြည့်နဲ့ပဲနေချိန်ဝင်မှာနေစဉ်စူးစမ်းနေတယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်ဆိုတော့ ထပ်ပြီးပြောလဲဆိုတော့အချိန်တွေကရှုပ်ထွေးပေမဲ့ကျွန်တော်ဟာအရာရာတိုင်းကိုအကောင်းမြင်စိမ့်နဲ့ရှုမြင်တတ်တဲ့သူဖြစ်တယ်ဆိုပြီးတော့သူပြောတယ်ဆိုတော့ကျွန်တော်တို့ရဲ့ကစားသမားဘဝဆိုတာတူတူလေးဖြစ်တာကြောင့်မို့ကြုံလာရတဲ့အခက်အခဲတိုင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့ပဲဖြတ်သက်နိုင်ဖို့အရေးကြီးဆုံးပဲဆိုပြီးတော့သူကပြောသွားတယ်ပေါ့နော်ဆိုတော့နောက်ထပ်ဟိုဘာပြောသေးလဲဆိုတော့ သူတို့ဘဝရတာလှုပ်ရှားမှုတိုင်ဟာကိုယ့်ရဲ့ဆန္ဒအတိုင်းဖြစ်လာရတဲ့အရာတွေဖြစ်တယ်လို့ခံယူထားတယ်ပေါ့နော်ဆိုတော့အခုဆိုရင်ချက်စီးမှာရောက်ရှိနေပြီချက်စီးကကျွန်တော်တို့ကတော့ကပတ်အကောင်ဆုံးအတင်းတင်းဖြစ်တယ်ဆိုပြီးခံယူထားတယ်ဆိုပြီးသူပြောသွားတယ်ပေါ့နော်ဆိုတော့သူပြောသွားတာလေးထဲမှာကျွန်တော်တို့အနေနဲ့သူ့စီကနေပြီးတော့တင်ယူစရာတွေ တွေ့လိုက်တယ်လို့ကျွန်တော်ယူဆလို့ညီကိုတို့လည်းဒါလေးကိုသိကျင်နေလိမ့်မယ်ထင်လို့ကျွန်တော်ပြန်လည်မျှဝေတာဖြစ်တယ်ပေါ့နော်ဒီထဲမှာအကြိုက်ဆုံးစာသားစကားဆိုရင်တော့ဒါအချင်းတွေဟာရှုပ်ထွေးနေပေမဲ့ကျွန်တော်ကအမြဲတမ်းအကောင်းမြင်စိတ်နဲ့ရှုမြင်တတ်သူဖြစ်တယ်ဆိုပြီးတော့သူပြောသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့စဉ်ပေါ်မှာလည်းဘယ်လိုပြောမလဲ အခက်ခဲတွေလားစိတ်ရှုပ်စရာတွေစိတ်ကောစရာတွေစိတ်ကောမှုတွေဒါတွေနဲ့အမြဲတမ်းရင်ဆိုင်နေရတယ်ဆိုတော့ဒီလိုရင်ဆိုင်ရတဲ့အပေါ်မှာဒါအကောင်းမြင်စိတ်နဲ့ရှုမြင်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အ ਨੇ ဆုံးတော့ဘာလို့လဲစိတ်သက်သာရရှားလိမ့်မယ်ပျော်ရွှင်မှုတစ်ခုခုတော့ရှားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကြောင့်မို့ဟိုကျွန်တော်ဒီစကားလေးကိုလည်းကြိုက်လို့မို့ဒါပြန်လည်းမျှဝေရင်းနဲ့ဒါ ချက်စီးတင်လေးနောက်ဆုံးတင်လေးကိုကျွန်တော်ပြောပြခဲ့တာဖြစ်ပါတယ်ဆိုတော့ညီကိုတို့ကိုဘယ်လိုမြင်လဲပေါ့နော်ဒီပြောင်းရွှေ့တွေအာဒီတင်လေးနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးတွေခက်ခဲချက်လေးတွေပြောသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှပြန်တွေ့ပါမယ်